င်မစိတ်ကူပါရချက်ပါအောင်မယ်ရှင်ဒါကတော့ငနှက်ပေါ့နော်ငနှက်နဲ့ရွှေငရောင်ချက်ပါမယ်ဒီငါးတွေကကြတော့မွန်ပြည်နယ်ကလူတွေပဲတိတ်တာများတယ်ပေါ့နော်ဒီလိုတွေထည့်ပြောရတဲ့အကြောင်းရင်းကကျမကတက်တော့မှတင်မှာဆိုတော့လေမသိတဲ့လူတွေလည်းရှိတယ်အခုနောက်ပိုင်းတော့တော်တော်များများသိလာပါပြီငနှက်ဆိုတာကမွန်ပြည်နယ်က favorite အစားအစာပေါ့နော် ရွှေငရောင်လေးကိုရင်ချက်မှာပါနော်။ငှက်ကြတော့နူးမြတ်နေဆိုတော့လေသူကထည့်ပြီးတော့1မိနစ်2မိနစ်လောက်ဆိုချလိုက်ရပြီဆိုတော့ရွှေငရောင်ရင်ချက်လိုက်မယ်နော်။ရွှေငရောင်လေးလည်းကျက်ပြီးပြီးတော့အရသာမြည်ကြည့်လို့လည်းနေတော့ဖြစ်ပြီးဆိုလို့ရှိရင်ငှက်လေးကိုထည့်လိုက်မယ်နော်။ပြီးရင်အဖုံလေးခဏလေးပဲအုပ်မယ်နော်။1မိနစ်တော့မပြည့်လောက်ထင်။ခဏလေးစုပြီးရင်သူကကျက်ပြီလေ။အများဆုံး1မိနစ်2မိနစ်ပဲ ီးရင်တော့ရှန်နန်နိုင်ကိုအရွက်လိုက်အုပ်ပါမယ်ရှင်။ကျမကရှန်နန်နိုင်ဒီစင်းစင်းဖြစ်နေတဲ့ကြိုက်တော်လေးညူသွားမှဆိုလို့ကျမအုပ်ပြီးပြီးချင်းပဲမီးလေးကိုပိတ်လိုက်ပါတယ်။ပြီးဆိုရင်တော့ကျမအမေအိမ်ကိုဟင်းတစ်ခွက်သွားပို့ပါမယ်ရှင်။ ငနှက်တွေကလေလက်ဆက်ဣတောင်းနေတာပဲတော့ပို့လိုက်အောင်မယ်နော်စောင့်တိကြည့်ပြီးလို့ကျေးဇူးပါအော်ကျေးဇူးပါ